မြန်မာနိုင်ငံအနှံ့ကလေသမားအလုသမားအေးအမျိုးသမီးရေးတွေကိုတက်တက်ကြွကြွဆောင်ရွက်နေတဲ့အမျိုးသမီးတွေကိုစွမ်းဆောင်ရည်မြင့်မှုကိုယ်ရချိတ်ဆက်မှုကောင်းစေဖို့စက်တင်ဘာ9ရက်ကစပြီး9ရက်ကြာတင်တန်းတစ်ခုဖွင့်ခဲ့ပါတယ်ဒီတင်တန်းကဘယ်ပြဿနာတွေကိုဖြေရှင်းဖို့ဦးတည်တာလဲမြန်မာပြည်မှာဖြစ်ပေါ်နေတဲ့ပြဿနာတွေဖြစ်တဲ့လူခွင့်ရေးဥပဒေလိန်ခွဲကြမှုဥဆောင်မှုအသွင်ကူးပြောင်းရေးတရားမျှတမှုဖွဲ့စည်းပုံ စတဲ့ကိစ္စတွေကိုသင်ကြားနေတာဖြစ်ပြီးဒီပြဿနာကိုဥပဒေပေါင်းတွေကလက်တွေ့ကျကျဘယ်လိုဖြေရှင်းမလဲဆိုတာဦးတည်ပြီးသင်တန်းကိုစီစဉ်တာဖြစ်တယ်လို့မန်နီလာသိန်းကရှင်းပြပါတယ်။ဝမ်းစာဖြည့်တဲ့သဘောပါလို့သူကဆိုပါတယ်။ အခုဒီရဲမှာကျွန်မတို့အဲလူခွင့်ရဲ့ပတ်သက်တာပါတယ်ပြီးလို့ရှိရင်ဥပဒေရေးရာနဲ့ပတ်သက်တာပါတယ်ပြီးတော့ gender အပိုင်းပါတယ်ပြီးတော့ leadership နဲ့ပတ်သက်တာပါတယ် constitution ပါတယ်ပေါ့နော်အဓိကဒီလိုခေါင်းစဉ်လေးကိုကျွန်မတို့ဘာကြောင့်ရွေးချယ်ရလဲဆိုလို့ရှိရင်ကျွန်မတို့အခုဖြစ်ပေါ်နေသောလက်ရှိနိုင်ငံမှာကျွန်မတို့နိုင်ငံလူနိုင်ငံသားတွေတွေ့ကြုံနေတဲ့ပြဿနာတွေကိုလက်တွေ့ကျကျအာဥပဒေပေါင်းတွင်းရာနေအချက်အလက်နဲ့ကိုကိုတိုင်းတိပြီးတော့ခိုင်မာစွာပေါ့နော်ပြဿနာကို သက်ဆိုင်မှုတွေကို ပြောဆိုဆွေးနွေးတဲ့အခါမှာပြောဆိုနိုင်မှုအတွက်ဒီသင်တန်းကိုအားလုံးဥစားတင်ခြင်းဖြစ်ပါတယ်။သင်ကန်းကျွန်းဓမ္မပီယာစာသင်တိုက်မှာကျင်းပနေတဲ့ဒီသင်တန်းကို88မျိုးဆက်ငင်းချမ်းရင်းနဲ့ပွင့်လင်းလူဖွဲ့စည်းကဥဆောင်စည်းစနာဖြစ်ပြီးနောက်ထပ်လည်းအလားတူသင်တန်းတွေပြုလုပ်ဖို့ရှိတယ်လို့ဆိုပါတယ်။ကောဂရိတ်ကနေတင်းနန်းလာတတ်တဲ့နန်းသူဆောင်ဝင်းကသူတို့ဒေသမှာအမျိုးသမီးတွေရဲ့အခန်းကဏ္ဍနဲ့ လူခွင့်ရေးတွေထိခိုက်နှိမ့်ချနေတာတွေကိုမလို့မြင့်တင်ရမလဲဆိုတဲ့နီးလန့်နေသိဖို့သင်တန်းလာတတ်တာလို့ပြောပါတယ်။ရှင့်နေတယောက်ဖြစ်တာကြောင့်ဥပဒေပေါင်းတွင်းကနေနစ်နာတဲ့သူတွေဘက်ကရှက်တည်ပြီးရှားတင်ရထိုက်တာတွေကို ဆောင်ရွက်နိုင်တာကြောင့်ဒီသင်တန်းကနီးလန့်နေရှာတွေ့မယ်လို့ယုံကြည်တယ်လို့ဆိုပါတယ်။မတော်ဒေတာတွေမှာအမျိုးသမီးတွေရဲ့အခွင့်အရေးတွေ၊ကဏ္ဍတွေနှိမ့်ချနေတဲ့ဆုံးရှုံးနေတဲ့အဲ့ဒါတွေကိုအမအနေနဲ့ဘယ်လိုမျိုး ဟိုမြင့်တင်ပေးနိုင်မလဲကုညီဆောင်ရွက်ပေးနိုင်မလဲဆိုရဲနီးလန်းနေအဲ့လိုဟိုချိတ်ဆက်လို့ရမယ်အဖွဲအစည်းတွေနဲ့အဲ့လိုမျိုးရအဒီတင်တဲ့ကိုတတ်လိုက်ခြင်းအပြင်ဒီလိုအဆက်အသွယ်တွေနီးလန်းကောင်းတွေရနိုင်မယ်လို့မျှော်လင့်မျှော်ဒီတင်တဲ့ကိုလာတက်တာ အမကလည်းဥပဒေသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အမကဒီငင့်လာနေတဲ့လူတွေအတွက်ကိုဥပဒေနဲ့အညီဘာတွေရထိုက်ခွင့်ရှိလဲဘာတွေခံစားခွင့်ရှိလဲဆိုတဲ့ဟာတွေပေါ့နော်ဒီတင်လောက်ကိုတက်လိုက်ခြင်းအဖြစ်နောက်လုံးမဲ့အလုပ်တွေမှာပေါ့နော်ဒီလိုမျိုးလုံးဝတိကျသေးကြတဲ့နိုင်ငံတစ်ခုနီးလန်းတစ်ခုရသွားတဲ့အပြင်ကိုအရင်လုံးနေတဲ့ဒီနင့်လာသူတွေဘက်ကရက်တည်နေတဲ့ကိစ္စရက်တွေကိုလည်းဆက်ပြီးတော့လုပ်ပေးဖြစ်မယ်လို့အမထင်တယ်